Hello အားလုံးပဲမင်္ဂလာပါအခုကကြတော့ Nuno 3D ကလစ်လေးတွေ Nuno ဒီနေ့ထုတ်ပြပေးမှာပေါ့နော်အဲ့ကလစ်လေးထုတ်ဖို့အတွက်အရင်ဆုံးဒီအောက်ခံပြားကထုတ်တတ်ဖို့အရေးကြီးတယ်ဒီအောက်ခံပြားလေးအရင်ဆုံးထုတ်ရမယ်ပေါ့နော်အဲ့ဒီပုံမှန်မှာ Nuno တွေအလှအစင်မှာဆိုတော့ဒီလိုအောက်ခံပြားလေးကို Nuno အရင်ဆုံးတင်ပေးပါမယ်အဲ့တော့အောက်ခံပြားထုတ်ဖို့အတွက်လိုအပ်တာကဒီ 5cm တောက်ကလစ်လုံးမယ်နောက်ခါကြတော့ဒါ first လို့ခေါ်ရပေါ့နော်သူကတော့အစအကြီးလာတယ်အဲ့ဒါကို Nuno ကဒီကလစ်အပြားနဲ့တိုင်းပြီးတော့မှလိုသလောက်ညှက်ထုတ်ထားတာပေါ့နော် ီးသားပြီဆိုရင်တော့ဒီမှာလုံးကတော့ mid cotton ဒီနွားတစိပ်ပေါ့နော် pipeline ကိုသုံးပါမယ်ပြီးတော့ aside ကကြတော့ဟိုဟာ2 2mm ပေါ့နော် aside 2mm သုံးမယ်ကက်ကြီးလိုမယ်ပြီးတော့ဂန်းကော်မကော်ချောင်းပေါ့နော်စားလေးလိုပါမယ်အားတွေရပြီဆိုရင်တော့ဒီ clip ပြလေးစထုတ်ပြပါမယ်နော်အစ်မယ်ဆိုရင်အင်းဦးဆုံး slit knot လေးတစ်ခုရင်လုံးမယ် slit knot လေးတစ်ခုလုပ်ပြီးသားပြီဆိုရင်ဖွတ်မီဆက်လေးကထိုးပါမယ် အဲ့တော့ဖွမီ14ကပြီးသွားပြီဆိုရင်ဒီဒုတိယမြောက်အပေါက်ပေါ့နော်ဒီဖွမီကနေရင်ဒီမှာတစ်ခုဒီမှာတစ်ခုပေါ့နော်ဒီဒုတိယမြောက်အပေါက်ကနေစပြီးတော့တိုင်တိုလေးတွေပြန်ထိုးသွားမယ်တိုင်တိုအလုံးပေါင်း12တိုင်ပေါ့နော်12တိုင်ပြန်ထိုးသွားပါမယ်ဒိုလေး12တိုင်ပြီးသွားပြီဆိုရင်ဒီနောက်ဆုံးပေါက်တစ်ပေါက်ကြရမယ်ပေါ့နော်အဲ့နောက်ဆုံးပေါက်တစ်ပေါက်ထဲမှာကြတော့ W ထိုးပါမယ် W ဆိုတာကြတော့တစ်ပေါက်ထဲမှာတိုင်တို3တိုင်ထိုးတာပေါ့နော်တစ်ပေါက်ထဲမှာတိုင်တို3တိုင်ထိုးပါမယ် ော်ဒီပေါက်ထဲမှာတိုက်တို့သုံးခါပြီးသွားပြီဆိုရင်ဒီအပေါက်ပြီးတော့သူ့နဲ့မျက်နှာချင်းဆိုင်ပြန်ထိုးမှဖြစ်တဲ့အတွက်ဒီပေါက်ပြီးသူ့ရဲ့ဒီဘက်ဘီပေါက်ကနေစထိုးမယ်ပေါ့နော်ဒီဘက်အပေါက်ကကြတော့ဒီပေါက်ကိုဒီလိုမျိုးမျက်နှာချင်းဆိုင်ဒီပေါက်တစ်ချက်နဲ့တိုက်တို့ရဲ့အားလုံးပေါင်း၁၇တိုင်ထိုးသွားပါမယ်ဒီပေါက်ကိုတစ်ချက်နဲ့လုံးလို့ရတိုက်တို့၁၇တိုင်ပြန်ထိုးသွားမယ်နော် တို့ဆက်တိုင်ပြီးသွားတဲ့အချိန်မှာဒီနောက်ပေါက်လေးနောက်ဆုံးပေါက်လေးတစ်ပေါက်ကြံမယ်နော်အဲ့နောက်ဆုံးပေါက်တစ်ပေါက်မှာကြတော့ V ထိုးမယ် V ဆိုတာကတိုက်ပွားကိုပြောတာပေါ့နော်တိုက်ပွားဆိုတော့တစ်ပေါက်ထဲမှာတိုက်တူနှစ်ခါထိုးပါမယ်တစ်ပေါက်ထဲမှာတိုက်တူနှစ်ခါပေါ့နော်နှစ်ခါပြီးသွားပြီဆိုရင်ဒီပထမဦးဆုံးဒီထိုးခဲ့တဲ့ဒီဖွမီလေးပေါ့နော်ဒီပထမဦးဆုံးထိုးခဲ့တိုက်တူပေါက်လေးမှာလာပြီးတော့ရှက်ကော်လေးတစ်ခုဆက်လိုက်ပါမယ်ရှက်ကော်လေးဆက်ပြီးသွားပြီဆိုရင်ဖွမီတစ်ချက်တက်မယ်အခုက row 2ထိုးမယ်ပေါ့နော် row 2ကကြတော့အခု ဒီ shack ကိုလမ်းဆက်လိုက်တဲ့အပေါက်ထဲမှာပဲလုံးလုံးတိုင်ပွားတစ်တိုင်စားထုတ်မယ်။တိုင်ပွားတစ်တိုင်ပေါ့နော်။တိုင်ပွားတစ်တိုင်စားထုတ်မယ်။တိုင်ပွားတစ်တိုင်ပြီးသားပြီဆိုရင်ဘေးနားကနေတပောက်ကိုတစ်ချက်နဲ့တိုင်တိုး၁၇တိုင်ပြန်ထုတ်မယ်။အဲ့တိုင်းတို့ဆက်တိုင်ပြီးသားပြီဆိုရင်တို့ဒီမှာဒီထိတ်မှာပေါ့တင်းနှစ်3ဆိုပြီး3ပေါက်ရှိရဲအဲ့3ပေါက်မှာကြတော့တပေါက်ကိုတိုင်ပွားတစ်ခါစီနဲ့3ပေါက်ထုံးမှာပေါ့နော်ဒီမှာဆိုရင်တိုင်ပွားတစ်ခါပြီးပြီး နောက်တစ်ပတ်မှတိုက်ပွားတစ်ခါထိုးမယ်ဒါဆိုရင်တိုက်ပွားနှစ်ခါပြီးသွားပြီပြီးနောက်တစ်ပတ်ဒါဆိုရင်တိုက်ပွားသုံးခါပေါ့နော်တိုင်မသုံးခါပြီးသွားပြီဆိုရင်သူ့ရဲ့ဒီဘက်ဘေးကရက်ဘောက်ကနေစပြီးတော့တပောက်တစ်ချက်နဲ့တိုက်တိုးဆက်တတိုင်းပြန်ထိုးသွားမယ်နော်တော်ရချင်းတိုက်တိုးဆက်တတိုင်းပြီးသွားပြီဆိုရင်ဒီမှာပေါ့နော် ဒီမှာနှစ်ပောက်ကြံမယ်အဲ့နှစ်ပောက်မှာကျတော့တိုင်ပွားနှစ်ခါထိုးပါမယ်ဒါဆိုရင်တိုင်ပွားတစ်ခါပြီးရင်နောက်တစ်ပောက်မှာတစ်ခါထိုးမယ်နော်ဒါဆိုရင်တိုင်ပွားနှစ်ခါပြီးသွားပြီတိုင်ပွားနှစ်ခါပြီးဒီမှာပထမအုံဆုံးထိုးခဲ့တဲ့တိုင်တူအဲ့တိုင်တူမှာသွားပြီးတော့ရှက်ကော်နဲ့ဆက်လိုက်ပါမယ်ဒါဆိုရင်တော့ row 2ပြီးသွားပါပြီနော် row 2ပြီးရင် row 3ထိုးမယ် row 3ရကြတော့တိုင်တူတစ်ခါထိုးမယ်ပြီးရင်နောက်တစ်ပေါက်မှာတိုင်ပွားတစ်ခါထိုးမယ်နော် v တစ်ခုထိုးမှာပေါ့ ောက်တစ်ပတ်မှာ video ခုပြီးသားပြီဆိုရင်တပောက်တစ်ချက်နဲ့ title ဆက်တဲ့တိုင်းပြန်ထိုးပါမယ်ပြီးဆိုရင် title တစ်ခါတိုင်ဘွားတစ်ခါကိုသုံးညီထိုးမယ်เนาะအဲ့တော့တိုင်ဘူတစ်ခါတိုင်ဘွားတစ်ခါဒါဆိုရင်ဒီချိန်ပြီးသွားပြီနောက်ထပ်တိုင်တူတစ်ခါပြီးရင်တိုင်ဘွားတစ်ခါပေါ့เนาะဒါဆိုရင်ဘယ်လိုလဲဆိုတော့နှစ်ချိန်ပေါ့เนาะနှစ်ချိန်ပြီးသွားပြီနောက်ထပ်တိုင်တူတစ်ခါ ်ပြီးရင်တိုင်ပွားတစ်ခါပေါ့နော်ဒါဆိုရင်3ချိန်တိုင်ရုံတစ်ခါတိုင်ပွားတစ်ခါ3ချိန်ပြီးသွားပြီဆိုရင်ဒီပေါက်တစ်ချက်နဲ့တိုက်တို17ချိန်ပြန်ပြီးတော့ထိုးလာခဲ့မယ်နော်တိုက်တို17တိုင်ပြီးသွားပြီဆိုရင်တိုက်တို့တစ်ခါတိုင်ပွားတစ်ခါကိုလုံးလုံး2ချိန်ထိုးမယ်နော်တိုင်တို့တစ်ခါပြီးရင်တိုင်ပွားတစ်ခါပေါ့နော်အဲ့ဒါကို2ချိန်ထိုးပါမယ်ဒါဆိုရင်2ချိန်ပြီးသွားပြီပြီးရင်တိုင်တို့တစ်ခါပြီးရင်တိုင်ပွားတစ်ခါပေါ့နော် အဲ့လေး V ဆိုရင်တော့လုံလုံးဒီပထမအုပ်ဆုံးပေါက်မှာလာပြီးတော့ရှက်ကောဆက်လိုက်မယ်ရှက်ကောဆက်ပြီးသားပြီးဆိုရင်ခြိစလေးကိုဖြတ်လိုက်မယ်ပေါ့နော်ခြိစကိုဖြတ်မယ်ဖြတ်ပြီးသားပြီးဆိုရင်ဒီဘေးပေါက်ကနေပြီးတော့ဒီခြိစကိုနောက်ဖက်ပေါ့နော်ဒီမလားဘက်ကိုဆွဲချလိုက်ပါမယ်မလားဘက်ကိုဆွဲချပြီးရင်ဒီမှာကျိုးသိမ့်နိုင်မယ်ပေါ့နော်ကျိုးလေးသိမ့်နိုင်မယ်ဒီထဲမှာချုပ်အပ်လေးနဲ့ကျိုးသိမ့်မယ်ကျိုးသိမ့်ပြီးသားပြီးဆိုရင်ဒီကလစ်ကတ်တာလေးပဲပြမယ်ပေါ့နော်ဒီမှာကျွန်တော်ကဖက်စာကိုနည်းနည်းလေးပေါ့နည်းနည်းလေးကွတ်တီး မဟုတ်ဘဲနဲ့ net တိုးကတ်ထားတယ် net တိုးညှက်ထားတာပေါ့နော်ဒါတော့လောက်ကလေးအဲ့တော့ကိုကကွက်တီလေးတိုင်းညှက်ရှင်နဲ့ရရတယ်ကိုသဘောပဲအဆင်ပြေတယ်လို့လို့ပေါ့နော်အော်ဒီ first နဲ့ဒီ clip လေးကိုဘယ်လိုလုပ်မလဲဆိုတာပြပြမယ်နော်ဒီလိုမျိုးလေးအလေကနေပြီးတော့ခောက်လိုက်မယ်ပြီးသွားပြီဆိုရင်ဒီအနောက်မှာပေါ့နော်ဒီအနောက်နားကနေကတ်မညှက်ဘူးဒီလောက်လောက်ပေါ့ဒီ1 cm 1 cm ကွဲလောက်ချမ်းပြီးတော့ပါဒီနားလေးမှာညှက်လိုက်ပါမယ်အဲ့လိုလေးညှက်ပြီးသွားပြီဆိုရင်အကြီးညှက်ဆရာမလို့နော်ပြီးရင်ဒီအတန်လေးနဲ့ဒူလေးထည့်လိုက်မယ်ထည့်ပြီးသွားပြီဆိုရင်ဒူလေး ပိတ်လိုက်မယ်ပေါ့နော်ပြီးသွားပြီဆိုရင်တော့လုံးလုံးဒီကောင်ကိုဂန်းခေါ်နဲ့တုတ်ပြီးတော့ဒီမှာဒါနဲ့လာပြီးတော့ဒီတွဲပေးလိုက်လို့ရှိရင်ဒီလိုကလစ်လေးတွဲပြီးသားလေးရသွားပြီပေါ့နော်ဒါဆိုတော့ကလစ်ပြားလေးထိုးတတ်မယ်ကျမတွေအားလုံးကျေးဇူးတင်ပါတယ်နော်